မဟာမိတ်တပ်ဖွဲ့ဝင်တွေအချင်းချင်းကြားဖြစ်ပွားနေတဲ့နေမြေအငင်းပွားမှုပြဿနာတွေဟာမဟာမိတ် အတွင်းညှိနှိုင်းဖြစ်ရှင်းနေတာကြောင့်သူတို့အနေနဲ့စိုးရိမ်စရာမလိုအပ်ဘူးလို့ပလောင်မျိုးသားလွတ်မြောက်ရေးတပ်ဦးတောင်မျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF TNL ကပြောကြားလိုက်ပါတယ်ဒီကနေ့ဂျွန်လ9ရက်နေ့မှာကျင်းပတဲ့မေလာတလတာဆောင်ရွက်မှုအခြေအနေသတင်းစာရှင်းလင်းပွဲမှာ PSLF TNL ပြန်ကြားရေးတာဝန်ခံလွေးရည်ဦးက စ္စမရဲ့မေကုံမေးမြန်းမှုကိုဒီလိုဖြေကြားခဲ့တာဖြစ်ပါတယ်။မဟာမိတ်အချင်းချင်းတွဲဆောင်ပြီးတော့မှဒီမဟာမိတ်ဆက်ဆံရေးဌာနကနေပြင်ဆက်တော်ပြီးတော့မှဒီကိစ္စတွေပြည်လည်နေတဲ့အချိန်မျိုးဖြစ်ပါတယ်။အဲကျွန်တော်တို့ဆိုလည်းဒီခံနေတဲ့ပြန်နေကြမှာတဲ့အငင်းပမှုတွေမှာကြာကနာရှိပြီပါ။တုတ်ပေမဲ့ဒီကိစ္စတွေကိုရင်ဆိုင်ပြင်ရှင်းနိုင်ဖို့ကျွန်တော်တို့မဟာမိတ်အချင်းချင်းစာတွေပို့တာမျိုးပဲနော်ဆက်သွယ်တာမျိုးရှိပါတယ်။ဒီဘက်မှာလည်းဒီဘိုးအဆင့်ဆောင်ရွက်နေမှာဘိုးအဆင့်တွဲဆောင်ဆွေးနွေးနိုင်တဲ့အခြေအနေမျိုးလည်း ်အဲကျွန်မတို့ဥပစာရရတာဖြစ်ပါတယ်ဒီကိစ္စကတော့လူခုအနေနဲ့ဒီမာမိတ်အပေါ်ဒီဒီအငင်းပါမှုတွေကိုတော့စိုးရိမ်ပညာတော့မရှိဘူးလို့တော့မြင်ပါတယ်ဟုတ်ကဲ့ကချင်နုလရဲ့အဖွဲ KIO KIA နဲ့ပလောင်မျိုးသားလူမျိုးရေးတပ် UPSLF DNL တို့ရဲ့မြေပြင်အငင်းပွားမှုတွေကိုတွေ့ဆုံဆွေးနွေးရေးအတွက်ညှိနှိုင်းရေးမှုအဖွဲ့ကိုဖွဲ့စည်းပြီးတော့ရှေ့ပြေးညှိနှိုင်းမှုစတင်နေပြီဆိုပေမဲ့ဒီကနေ့အထိနေရာနဲ့အချိန်ညှိနှိုင်းလို့မရတာကြောင့်ဗဟုအဆင့်မတွေ့ဆုံနိုင်သေးဘူးလို့ KIAC ကနေသိရပါဗျာ။ အာဟုတ်ကဲ့အခုလည်းသိဆုံနိုင်တဲ့အဆင့်တော့မရှိသေးပါဘူးညင်နိုင်တဲ့အဆင့်တော့အဲလုံနေပါကဲ့ညင်ရတဲ့ဆိုတာကတော့အဲအဲ့ဒီသိဆုံဖို့နေရာတွေပေါ့နော်အချိန်တွေအဲညင်နိုင်နေတဲ့အချိန်ကာလတော့ဖြစ်ပါတယ်ဟိုဟိုဘက်ကနာအချင်းမရတာဒီဘက်ကအချင်းမရတာဒီဘက်မအားဘောဘက်မအားဘွားနာမျိုးတွေပေါ့ကွာအချင်းတွေလည်းညင်နေရတာနေရာတွေလည်းအဲ့လိုပါပဲ အခုပြောမယ်ဆိုလို့ရှင်တော့မတွေ့ဆုံးရသေးဘူးလို့ပြောကြလို့ပါတယ်အခု2025ခုနှစ်ပထမ9လတာအတွင်းမှာရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ်ခမ်မိုးမိတ်မန်တုံကုတ်ခိုင်မြို့နယ်နှမ်ဖက်ကမြို့နဘရုံမြို့နယ်မုံဝီကျေးရွာတွေမှာ KIA နဲ့ DNL တပ်ဖွဲ့ဝင်တွေကြားနေမြင့်အငင်းပွားမှုပြဿနာတွေဖြစ်ပွားခဲ့ပါတယ် တင်းနယ်လေထိန်းချုပ်ဒေသတွေဖြစ်တဲ့မန်တုံနှမ်ခမ်းမုံဝီစတဲ့ဒေသတွေမှာ KIA ကိစ္စခန်းနဲ့ဆက်ဆံရေးရုံတွေကိုတင်းနယ်လေကအင်အားသုံးဖက်ရှားတာတွေကြောင့်နှစ်ဖက်ဆက်ဆံရေးတက်မှာကထိုးကျိတ်ညှိနှံ့မှုတွေလည်းဖြစ်ပေါ်ခဲ့ပါတယ်နေမြညံပွားမှုကိုအခြေခံတဲ့ပြိပခါတွေပုံမမဆိုးရွာလာစေဖို့အတွက်နှစ်ဖက်တောင်းဝင်ရှိသူတွေဗဟုအဆင့်တွစ်ဆုံဆွေးနွေးညှိနှိုင်းဖို့လိုအပ်ကြောင်းဒေသခံတွေနဲ့နိုင်ငံရေးလှိလာတုံးသက်သူတွေကလည်းထောက်ပြထားကြပါရဲ့ရှင် ်လွတ်တော်မီဒီယာတွေဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Misiva TV YouTube Channel မှာ Member ဝင်ပြည့်ချက်ကြီးကိုမြင်နိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။